ရုရှားကျူးကျော်စစ်အဆုံးသတ်ဖို့အစစ်မြေစီဝေးကျင်းပဖို့ဇလန်စကီကစဉ်းစားနေတယ်လို့သိရပါတယ်။ယူကရိန်းမှာမော်စကိုရဲ့ကျူးကျော်မှုကိုအဆုံးသတ်ဖို့တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းဖြင့်ယူကရိန်း၊ရုရှား၊အမေရိကန်၊ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ပြည်ထောင်စုကြာအစစ်မြေစီဝေးကျင်းပဖို့စဉ်းစားနေကြောင်းယူကရိန်းသမ္မတဇီလန်စကီကပြောပါတယ်။အမေရိကန်သမ္မတထရန့်နဲ့တယ်လီဖုန်းနဲ့စကားပြောပြီးနောက် ကီမျိုးတော်မှာတရင်တော်တွေနဲ့တွေ့ဆုံရမှာယူကရိန်းခေါင်းဆောင်ဇလန်စကီကတက်နိုင်သမျှမြင်မြန်ဆက်ဆံဒီစီဝေးဖြစ်လာနိုင်ဖို့မျှော်လင့်ကြောင်းနဲ့စီဝေးကိုတရကီဗာတီကန်သို့မဟုတ်ဆွစ်ဇာလန်မှာအင်ရှင်ဖြစ်လက်ခံကျင်းပနိုင်ဖို့မျှော်လင့်ကြောင်းပြောပါတယ်ဇလန်စကီကသူ့အာအမေရိကန်ခေါင်းဆောင်ကရုရှားသမ္မတပူတင်ကိုဖုန်းမခေါ်အပ်သေးခင်မှာပဲထရန့်တယောက်ချင်းအရင်စကားပြောခဲ့တာလို့ဆိုပါတယ်အဲ့ဒီနောက်ပြင်သစ်ဖင်လန်ဂျာမနီအီတလီနဲ့ဥရောပသမဂ္ဂခေါင်းဆောင်တွေပါဝင်တဲ့စကားဝိုင်းတစ်ခုထပ်လုပ်ခဲ့တယ်လို့ဆိုပါတယ် ်ပူတင်နဲ့ဖုံးပြုတ်မှုကတော့ထရန့်ကရုရှားနဲ့ယူကရိန်းတို့ဟာပြစ်ခတ်ရစရေးဆန်ရစစ်ဆက်ညှိနှိုင်းမှုကိုချက်ချင်းစတင်တော့မယ်လို့ဆိုပါတယ်ရုရှားသမ္မတပူတင်ကလည်းမိမိအနေနဲ့ငြိမ်းချမ်းရေးအတွက်ယူကရိန်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဆန္ဒရှိပါတယ်ဒီလိုမျိုးတော့လုပ်သင့်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့ပူတင်ကတော့ဇလန်စကီနဲ့ခုချိန်ထိလူဝိုင်းတိုင်းတွေ့ဆုံဆွေးနွေးမယ်မဆွေးနွေးဘူးဆိုတာထုတ်ပြောခြင်းမရှိပါဘူးပြီးခဲ့တဲ့တူရကီအစ္စတန်ဘူမှာလောက်ခဲ့တဲ့ဆွေးနွေးပွဲမှာလည်း ဇလန်စကီကသွားဆောင်နေပြီမဲ့ပူတင်ကမလာဘဲနဲ့သူ့ရဲ့ဒုဝန်ကြီးနဲ့အဖွဲ့ကသာစေလွှတ်ခဲ့ပါတယ်။ပူတင်ဟာတတိကြီးကြီးထားပြီးရှေ့ကိုတလန်းချင်းတိုးနေတာပေါ်လွင်လှပါတယ်။အဲဒီစနစ်ပေါ်မှာလည်းအပြန်အလှန်သုံးပွဲတစ်ထောင်စီကိုသာစေလွှတ်ဖို့သဘောတူညီမှုပဲရခဲ့ပါတယ်။အခုခရန်ကဂျားတွေကဖုံးဆက်ပြီးမှတော့ဇလန်စကီနဲ့ပူတင်ထပ်တွေ့မတွေ့ဆိုတာမပြောနိုင်ပါဘူး။ခရန်ကတော့မိမိနဲ့ပူတင်တို့လူချင်းမတွေ့မချင်းဒီစကွက်ကပြီးမှမဟုတ်ဘူးလို့ ပြောထားတာပဲဖြစ်ပါတယ်ဒါအပြင်ဇလန်စကီကထရန့်နဲ့သူ့ရဲ့ကနဦးဖုံးခေါ်ဆိုမှုတွင်ပြစ်ခတ်ရစေးရေးအတွက်လိုအပ်ချက်နဲ့ရုရှားပေါ်ပိတ်ဆို့ရည်ယူမှုတွေလုပ်ရေးယူကရိန်းမပါဝင်ပဲရုရှားနဲ့သဘောတူညီချက်တွေလုံးဝမလုပ်ဘူးဒါတွေကိုပါအရေးပြပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့အခေါက်ကယူကရိန်းမပါဘဲနဲ့အမေရိကန်နဲ့ရုရှားတို့ဆွေးနွေးပွဲကိုဇလန်စကီကထောက်ပြလိုက်တာပါ။ယူကရိန်းနဲ့ရုရှားတို့ကအမေရိကန်ရဲ့တိုက်တွန်းချက်နဲ့ပြီးခဲ့တဲ့သတင်းပတ်ကအစ္စတန်ဘူမှာတိုက်ရိုက်ညှိနှိုင်းမှုတွေလုပ်ခဲ့ပါတယ်။ ဆွနေပွဲတွေကကာလအဖြစ်၄နှစ်တာရောက်လာပြီဖြစ်တဲ့ဒီစစ်ပွဲအဆုံးသတ်ဖို့သူတို့ယူမဲ့ချက်ကဘလောက်တော့အလှမ်းဝင်နေဆိုတာပြနေပါတယ်။ဇလန်စကီကသူကရုရှားပေါ်ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုအစ်ကိုဥရောပကကြီးညာဖို့မျှော်လင့်နေတယ်လို့လည်းဆိုပါတယ်။ရုရှားရဲ့စီးရဲလိုအပ်ချက်တို့ဝင်ဝင်ရှော့ချဖို့ရုရှားရဲ့ဘယ်လုံငယ်စွန့်ကန်တာကိုပိတ်ဖို့အမေရိကန်ကိုလည်းတောင်းဆိုထားပါတယ်။အစ္စတန်ဘူဆွနေပွဲမှာမူရသဘောတူထားတဲ့အကျဉ်းသားလေးလေးဟာအခုရပိုင်းမှာဖြစ်လာမယ်လို့မျှော်လင့်ကြောင်းဇလန်စကီကပြောဆိုခဲ့ပါတယ်။